Gelap sekali. Semoga selalu aman dan literal. Indonesia နိုင်ငံဂျာဘာကျွန်းရှိအမြင့်ဆုံးဖြစ်တဲ့ဆီမရုမိတောင်ပေါက်ကွဲခဲ့ပြီးတောင်ထိပ်မှာတိရစမနှစ်အမြင့်ရှိတဲ့ကြီးမားတဲ့ပြာမုံတိမ်တိုက်ကြီးတွေကိုမှုန်ထုတ်ခဲ့ပါတယ်။အဲဒီနောက်ကြီးမားလာတဲ့မိခိုးပြာလုံးကြီးတွေကတရားဒဇင်းကိုဖုံးလွှမ်းသွားခဲ့ပြီးအနီးပတ်ဝန်းကျင်ဒေသကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရတဲ့ဒေသခံတွေကတော့ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။မိတောင်ပေါက်ကွဲမှုကနေထွက်လာတဲ့ဓာငွေပူတွေပြာမုံတွေနဲ့ မီးတောင်ကျောက်တွေရုတ်တရက်ပြိုဆင်းပြီးတောင်ထိပ်ကနေ9ကီလိုမီတာအကွာထိလိမ်ဆင်းလာတာကိုရုပ်သံမှတ်တမ်းတွေမှာတွေ့မြင်ရပါတယ်။ဆီမရုမီးတောင်ဟာ3686မီတာရှိပြီးဂျာဘာကျွန်ရဲ့အမြင့်ဆုံးမီးတောင်ဖြစ်ပါတယ်။အဲ့ဒီမီးတောင်ဟာအင်ဒိုနီးရှားမှာလှုပ်ရှားမှုအများဆုံးမီးတောင်တွေကတစ်ခုဖြစ်ပြီးမီးခိုးတွေနဲ့ပြားတွေကိုမကြာခဏမှုတ်ထုတ်လို့ရှိပါတယ်။ထင်ရှားတဲ့ဖြစ်စဉ်အနေနဲ့2021ခုနှစ်ဒီဇင်ဘာလကပေါက်ကွဲမှုဟာအလွန်ပြင်းထန်ခဲ့ပြီးလူပေါင်း90ကျော်သေဆုံးခဲ့ရပါတယ်။ 2022ခုနှစ်ဒီဇင်ဘာမှာလည်းပောက်ကွဲမှုပြင်းထန်ခဲ့တယ်လို့အာဏာပိုင်တွေကသတိပေးချက်အမြင့်ဆုံးအဆင့်လေးအထိတိုးမြင့်ခဲ့ရပါတယ်။အဲဒီအချိန်ကလူပေါင်း2000ကျော်ကိုဘေးလွရာရှေ့ပြောင်းပေးခဲ့ရပြီးဂျပန်နိုင်ငံကဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ရတဲ့အထိခရရိုက်ခဲ့ပါတယ်။ Makin besar kepulan asapnya sahabat ya. Untuk